ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ24ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အင်ဂျင်နီယာတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မင်းလာမှာစစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်မှုစစ်သား10ဦးသေဆုံးတောထဲမှာဖြစ်တယ်လို့စွန့်ပစ်ခဲ့တဲ့စစ်သားအလောင်း၄လောင်းကို PDF ကတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ပဲခူးတိုင်းမင်းလာမြို့နယ်အပိုင်းပဲခူးရုံးမှအတွင်တက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုစောင့်ကြုံတိုက်ခိုက်ခဲ့ရမှာစစ်သား၁၀ဦးသေဆုံးပြီးတောထဲမှာဖြစ်တယ်လို့စွန့်ပစ်ခဲ့တဲ့အလောင်းလေးလောင်းကိုတင်းစဲရရှိခဲ့ကြောင်းတာယာဝတီ KN PDF မှတာဝန်ရှိသူတဦးကပြောကြားပါဗျ။မေလ22ရက်နေ့ည7:30မိနစ်ခန့်မှာမင်းလာမြို့နယ်အပိုင်းပဲခူးရုံးမှရရှိခါချင်းတောင်ပေါ်ကိုစိန်ကန့်လက်မြို့ချောင်းရုံးမှဖြတ်ကျော်လမ်းအတိုင်းချီလင်တက်လာတဲ့အင်အားတရာကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဟန်ယူလန်းစုံနဲ့ပြင်ကတော်ခင်းရွာအကြားရှိတရုတ်ပေါက်ကြောက်ကုန်းအနီးမှာတာယာဝတီခရင်တရင်383ရက်နဲ့တက်ခွဲပြူဟာငါပြူဟာစစ်ကြောမှတော်လန်ကြီးတက်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းလက်နက်ကြီးလက်နက်ငယ်များနဲ့တနအီခန့်အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးထက်မနည်းသေဆုံးကအများအပြားဒဏ်ရာရရှိခဲ့ပြီးဗန်ပွေးကုန်းရွာဘက်ကတက်ပြတ်၍စုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ မေလ23ရက်နေ့နနက်9:30မိနစ်ခန့်မှာတိုက်ပွဲအတွင်းတည်ဆုံသွားတဲ့စစ်သားအလောင်းများကိုလာကောက်တဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းရဲဘော်များထိတွေ့တိုက်ပွဲ15မိနစ်ခန့်ထပ်မံဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါတယ်။မေလ24ရက်နေ့နနက်8:00နာရီခန့်မှာတော်လိုင်းရဲဘော်များကတိုက်ပွဲဖြစ်ပွားရာနေရာအနီးနေမြေရှင်းလင်းရေးပြုလုပ်စဉ်မှာစစ်သုံးပစ္စည်းများတင်ဆက်ရရှိခဲ့ပြီးရောက်ကဘာအတွင်ပြစ်ချထားတဲ့စစ်သားမတအလောင်းတလောင်း ဖြစ်တယ်လို့မြေမြုပ်ထားတဲ့စစ်သားမတာအလောင်း၃လောင်းနဲ့သွေးအိမ်ကွက်များကိုတွေ့ရှိရပြီးစစ်သားမတာအလောင်းများကိုကောင်းမွန်စွာမြေမြုပ်တကြိုပေးခဲ့ကြောင်းသိရှိရပါတယ်။အခုတိုက်ခိုက်ခဲ့တဲ့စစ်ကြောင်းကမုတ်ခါဆဲမှာမွေကိုက်ရင်နစ်ခဲ့တဲ့ကောင်တွေပဲ။အဲ့ဒီကောင်တွေကိုညပိုင်းမှာစောင့်ချိုတိုက်ခိုက်ခဲ့တာဘူလီဆိုပြီးစကားပြောပြီးတက်လာတဲ့ကောင်ကိုအရင်ဆုံး40မမနဲ့ပြစ်ချလိုက်ပြီးထိတွေ့တိုက်ပွဲတွေစဖြစ်တာပေါ့။တိုက်ပွဲမှာစစ်ခွေးစေကောင်တည်တယ် နေမြေရှင်းလင်းရေးလို့တော့ပုတ်စော်ထွက်နေတဲ့နေရာတွေကိုတွေ့လို့တူးကြည့်တာကျင်းတချင်းနဲ့စုပြီးမြုပ်ထားတဲ့ခွေးမာသာအလောင်း၃လောင်းနဲ့ကြောက်သေးပစ်ချခဲ့တဲ့အလောင်းတစ်လောင်းကိုတင်ဆက်ရရှိခဲ့တယ်လို့တာယာဝရီ KI PDF မှာတာဝန်ရှိသူတဦးကပြောဆိုပါရခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့နိုင်ငံရေးမှအမှုပညာရှင် တချို့ကလွဲမားစွာဝင်ရောက်ဆောင်ရွက်နေတဲ့အတွက်နိုင်ငံတွေမှာဖြစ်တင့်သည်များဖြစ်ခဲ့ရတယ်လို့အပြစ်တင်လိုက်ပြီးရုပ်ရှင်ယုံများမှာစစ်တပ်ကအတိပေးလိုတဲ့အချက်များကိုပြသပေးရမယ်လို့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်အမိန်ပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာနိုင်ငံရဲ့ပါတီနိုင်ငံရေးမှအမှုပညာရှင်တချို့ကလွဲမားစွာဝင်ရောက်ဆောင်ရွက်ခဲ့တဲ့အတွက်နိုင်ငံတွေမဖြစ်တဲ့မဖြစ်တတ်သည့်များဖြစ်ပွားခဲ့ရကြောင်းစစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အုံးကပြောဆိုလိုက်ပါတယ် ယမန်နေ့ရန်ကုန်မှာရုပ်ရှင်ဆက်ကားများယုံတင်ပြသရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ၎င်းကပြည်တင်ပြောဆိုလာခြင်းဖြစ်ပါတယ်။အမှုပညာရှင်များအနေနဲ့ပြည်သူများကိုပျော်ရွှင်မှုပေးရမှာဖြစ်တဲ့ကဲ့သို့အသိပညာဗဟုသုတများပေးအပ်၍မှန်ကန်တဲ့လမ်းကြောင်းကိုရောက်ရှိအောင်လမ်းပြပေးကြရမှာဖြစ်ကြောင်းအမှုပညာရှင်တို့ကမိမိတို့ရဲ့အမှုပညာလုပ်ငန်းများကိုလှုံ့ဆော်ရမယ့်အစားပါတီနိုင်ငံရေးလုပ်ငန်းများမှလွဲမှားစွာဝင်ရောက်ဆောင်ရွက်ခဲ့တဲ့အတွက်နိုင်ငံတွင်မဖြစ်တဲ့မဖြစ်တိုက်တီများဖြစ်ပွားခဲ့ရကြောင်း၎င်းကဆိုပါတယ် ဒါအပြင်ရုပ်ရှင်များဟာပြည်သူများအပန်းဖြေတဲ့နေရာစုဝေးတဲ့နေရာများဖြစ်တဲ့အတွက်နိုင်ငံတော်အစိုးရကပြည်သူလူထုထံတင်ပြလိုတဲ့အချက်များအတိပေးလိုတဲ့အချက်များကိုလည်းပြသပေးရန်လိုအပ်ကြောင်းအကြံဖတ်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ကရုပ်ရှင်အဖွဲ့များကိုညွှန်ကြားပြောဆိုပါတယ်။အကြံဖတ်စစ်ကောင်စီက2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းရုပ်ရှင်လုပ်ငန်းများနဲ့ဖျော်ဖြေလုပ်ငန်းများကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီးစေစာစနစ်ကိုပါပြန်လည်အကောင့်တွေပေါ်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။ ထပ်မံတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့စစ်မှုထမ်းခိုင်းရင်ဖမ်းရင်လွတ်သွားတဲ့လူငယ်မိသားစုစီကနေရော်ကြီးသိန်းတရာတောင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအေယာဝတီတိုင်းကျုံပြော်မြို့မှာစစ်မှုထမ်းခိုင်းဖို့ဖမ်းဆီးရင်လွတ်သွားတဲ့လူငယ်မိသားစုစီကနေစစ်ကောင်စီကရော်ကြီးသိန်းတရာတောင်းနေပြီးအင်ကပူမြို့နယ်မှာတော့စစ်မှုထမ်းစားစေးအတွက်ဆိုပြီးတအိမ်ကိုငွေတထောင်ကောက်ခံနေပါတယ်ကျုံပြော်မြို့ရန်စုရက်ကွက်မှာမေ23ရက်မနေ့ညကစစ်ကောင်စီမှလူငယ်၂ယောက်ကိုစစ်ကောင်စီကဝင်ရောက်ဖမ်းဆီးနေတော့ တယောက်ကထွက်ပြေးလွတ်မြောက်သွားတာကြောင့်ကြံခဲ့တဲ့မိသားစုစီကနေယော်ကြီးဆိုပြီးတင်းတရာတောင်းနေတယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်။စစ်မှုထမ်းခိုင်းဖို့အတွက်လူငယ်တွေကိုရက်ွက်တဲ့အထိဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပြီးထွက်ပြေးလွတ်မြောက်သွားတဲ့မိသားစုဝင်တွေစီကနေယော်ကြီးတောင်းနေတာဖြစ်ပါတယ်။ကျုံပြောဒေသခံတယောက်ကရက်ွက်အုပ်ချုပ်ရေးမှုတွေကလည်းစစ်တပ်နဲ့ပေါင်းပြီးတရင်ပေးနေတာအသက်16နှစ်ကနေအသက်35နှစ်ရှိတဲ့အိမ်တွေကိုစစ်တပ်ကလက်ညှိုးထိုးပြနေတာစစ်တပ်ကလည်းလူငယ်ရှိတဲ့အိမ်တွေကိုချောင်းနေတာ ညကသူတို့ဝင်ဆွဲတဲ့အိမ်နဲ့အိမ်မှာတအိမ်ကလူငယ်တအူးကိုမိသွားပြီးနောက်တအိမ်ကလူငယ်ကထွက်ပြေးသွားလို့ကျန်တဲ့မိသားစုကကြက်သိန်းတရာပေးရမှလို့ပြောပါတယ်။ဟင်္ဒရာခရိုင်အင်ကပူမျိုးနယ်မှာလဲစစ်မှုတန်းစရိတ်အတွက်ဆိုပြီးတအိမ်ကိုငွေတထောင်ကောက်ယူနေတယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်။စစ်ကောင်စီတက်တဲ့အုပ်ချုပ်ရေးမှူးတွေကစစ်မှုတန်းအတွက်စားစရိတ်လိုခေါင်းစဉ်တက်ပြီးမေလ22ရက်နေ့ကစလို့ကောက်ယူနေတာလို့ဆိုပါတယ်။အင်ကပူမြို့နယ်ထူးကြီးမြို့ခံတယောက်က အခုကစစ်မှုထမ်းစားစရိတ်ဆိုပြီးကောက်တာအိမ်တိုင်းမဖြစ်မနေထည့်ခိုင်းတာမထည့်ရင်မထည့်တဲ့အိမ်ကမိမိတာဝန်ပဲဆိုပြီးကောက်နေတာလို့ပြောပါတယ်အင်ကပူမြို့နယ်တဲကမဲဇလီကုန်းမြို့ကိုစစ်ကောင်စီတပ်ကအနောက်တောင်တိုင်းစစ်ထနာကျုပ်ရဲ့ခုခံကာကွယ်ရေးတိုင်းစစ်ထနာကွဲတစ်ခုအဖြစ်မေလဒုတိယအပတ်ကစတင်ခုခံစစ်ပြင်ဆင်နေတာဖြစ်ပြီးစစ်မှုထမ်းတပ်သားတွေအပြင်စစ်ကောင်စီတပ်အင်အားအများအပြားရောက်ရှိနေတယ်လို့သိရှိရပါတယ်အင်ကပူမြို့နယ်ကစစ်ကောင်စီတပ်နဲ့နှီးဆက်သူတယောက်က စစ်မှုထမ်းလူငယ်တွေအတွက်စားစိတ်ဆိုပြီးကောက်တာကခေါင်းစဉ်တက်တာပါတက်အရာရှိတွေငွေလိုနေဟန်တူပါတယ်ဒီရက်ထဲအင်ကပူဘက်မှာအကြောင်းအမျိုးမျိုးပြငွေကောက်နေတာလို့ပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲအင်ကပူမြို့နယ်မဲဆလီကုန်းမြို့မှာစစ်ကောက်စီတက်ကအရေးပေါ်တုံကားတစီဝယ်ယူဖို့အတွက်ဆိုပြီးလုပ်ငန်းရှင်တွေစီကနေငွေ3သိန်းစီကောက်ယူခဲ့ပါသေးတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဆလင်းမျိုးပေါ်မှာရှိတဲ့မျိုးမရေစခန်းအပါအဝင်စစ်ကောင်စီတက်ဆွဲရနေရာများကိုပကပစင်းနှင်းတိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမကွေးတိုင်းဆလင်းမျိုးပေါ်မှာရှိတဲ့မြို့မရေစခန်းအပါအဝင်စစ်ကောင်စီတပ်ဆွဲရနေရာများကိုစီးနှင်းတိုက်ခိုက်ရာမှာထိခိုက်တေဆုံးမှုရှိကြောင်းဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ခံကိုအောင်စန်းကလူမှုຫນွေဦးကိုပြောပါတယ်။ယနေ့မေလ24ရက်နေ့နနက်3:00ခန့်က စလင်းမျိုးမှရေစခန်းရဲ့ဗဟုကင်းအဆောက်အုံကိုဖျက်အားပြင်းအာပီဂျီများနဲ့အနီးကပ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့စလင်းပတ်ကဖတ်စလင်းကထုတ်ပြန်ပါတယ်။အဲဒီနောက်စလင်းမျိုးစူပောင်းယုံအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဆွဲရာနေရာများထပ်မံပိတ်ခတ်ခဲ့ပြီးတိုက်ပွဲမှာတနားရီခွဲကြမြင့်ခဲ့ကြောင်းဖော်ပြပါတယ်။ရုံပေါင်းစုံနဲ့မျိုးမှစခန်းမှစက္ကဆရဲအင်အား90ဝန်းကျင်နဲ့တပ်ဆွဲထားတယ်လို့စလင်းပတ်ကဖတ်တာဝန်ခံကိုအောင်စန်းကတိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီတပ်ဆွဲရာနေရာများနဲ့ပတ်သက်ပြီးပြောပါတယ်။ ဒါအပြင်ယနေ့နဲ့တနအိခန့်ကလည်းဇလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ point တစ်ခုမှလင်းစင်းရေစကန်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတိုက်ခိုက်တေဆုံးမှုအခြေအနေကိုစုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ဇလင်းမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်က12ရက်ကြာစစ်ကြောင်းထိုးနေပြီးကြေးရွာများမီးရှို့ဖျက်ဆီးကဒေသခံကာကွယ်ရေးအဖွဲ့များနဲ့နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။ အပြစ်မဲ့ပြည်သူများရဲ့နေအိမ်များဖျက်ဆီးနေခြင်းအတွက်စစ်ကောင်စီရဲ့ရေစခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့နေရာတွေကိုပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းဇလင်းပတ်ကဖားမှရဲဘော်တအုပ်ကဆိုပါတယ်ဇလင်းမြို့နယ်မှာစစ်ကောင်စီတပ်ဟာအင်အား150ဝန်းကျင်နဲ့စစ်ကြောင်းထိုးနေပြီးလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများပါပြုလုပ်နေကြောင်းဇလင်းဒေသခံတရင်အင်းမြတ်တချို့ကအသိပေးပါတယ်စစ်ကောင်စီရဲ့ပခုတ်ကူမြို့အခြေစိုက်တပ်မ139တက်လက်အောက်ခံ ကမရ293 254နဲ့295တက်ရင်အပြင်ပြူစောတိများပါဝင်တဲ့စစ်ကြောင်းဟာစလင်းမြို့နယ်စနီချောင်းရွာကိုမေလ23ရက်နေ့ကဝင်စီးပြီးရွာလုံးကျွတ်မိရှုခဲ့ရာဒေသခံပြည်သူအချို့တေဆုံးခဲ့ရာကြောင်းသိရှိရပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့စစ်ကြောင်းဟာစလင်းမြို့မှာရှိတဲ့ငလင်ပန်းပိနေပင်ငတန်ခေါင်ဂွေးကုန်းပန်းပြင်ရွာနဲ့စနီချောင်းကြီးရွာများကိုမိရှုဖျက်ဆီးခဲ့ပါသေးတယ်ခင်ဗျာ။ နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့မြန်မာနိုင်ငံမှာအပြာကားလာရောက်ရိုက်ကူးတဲ့တရုတ်နိုင်ငံသားများကိုစစ်ကောင်စီကထောင်ဒဏ်230ချခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာနိုင်ငံမှာအမျိုးသမီးစုံတွဲများနဲ့အပြာကားရိုက်ကူးက live link ပြီးအကျိုးအမြတ်ရှာခဲ့တဲ့တရုတ်နိုင်ငံသား3အပါအဝင်လူ၄ဦးကိုအလုံးနဲ့ထောင်ဒဏ်230စီချခံစေရန်အမိန့်ချခဲ့ကြောင်းစစ်ကောင်စီကမေလ23ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံမှာ ညဉ့်ညံအပြာကားရိုက်ကူးထုတ်လွှင့်မှုအတွက်ထောင်ဒဏ်30ချမှတ်မှုဟာတမိုင်းတလျှောက်အမြင့်ဆုံးထောင်ဒဏ်ချမှတ်မှုဖြစ်လာပြီး၎င်းတို့ကိုလူကုန်ကူးမှုတားဆီးနိုင်နေရေးဥပဒေအရထောင်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လိုင်တရာအနောက်ပိုင်းမြို့နယ်အပြင်ပဒံကြီးရွာရွှေကန်းသာအိမ်ယာ block 84တိုက်အမှတ်9မှာတရုတ်နိုင်ငံသားများဖြစ်တဲ့အသက်39နှစ်အရွယ် Mr. Wan Xiaohua အသက်38နှစ်အရွယ် Mr. Yuan Kun အသက်29နှစ်အရွယ် Mr. Shen Yuan တို့နဲ့ ်မြန်မာနိုင်ငံသားဖြစ်တဲ့အသက်32နှစ်အရွယ်မက်အဲလစ်ကတ်နော်မူရှိဖော်ခကျဲကျဲတို့ကမြန်မာအမျိုးသမီးစုံတွဲ၄တွဲတို့လိန်ဖြော်ဖြည့်ရေးဗီဒီယိုရိုက်ကူးက live လွှင့်ပြီးအကျိုးအမျက်ရှာဖွေခဲ့ကြတယ်လို့ဆိုပါတယ်။ရရှိတဲ့အကျိုးအမျက်ကိုလည်းကောင်းပုံဖြင့်ရယူခဲ့ကြောင်းစစ်စစ်တွေ့ရှိခဲ့ရတဲ့အတွက်လှိုင်းသားရအနောက်ပိုင်းမြို့နယ်ရဲစခန်းပ86မြင်းဆောင်2024လူကုန်ကူးမှုတားဆီးနေနေရေးဥပဒေပုံမှန်38ကခတို့နဲ့အမှုဖွင့်အရေးယူတရားစွဲခဲ့ပြီး အင်းစိန်ခရိုင်တရားရုံးမှ2025ခုနှစ်မေလ20ရက်နေ့မှာတရားခံ၄ဦးကိုလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုံမှ38ကကြီအရာအလုံးနဲ့ထောင်ဒဏ်20စီလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုံမှ38ခါခွဲအရာအလုံးနဲ့ထောင်ဒဏ်10စီကြာခံစေရန်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ထို့အတူအပြာကရိုက်ကူးက life link ထုတ်အကျိုးမြတ်ရှာခဲ့တဲ့ဖြစ်စဉ်မှာပါဝင်နေသူတဦးဖြစ်တဲ့တင်းရှောင်တရားခံမှာ ူတူရှိန်ကိုလည်းရာဇဝတ်ကျင့်ထုံးဥပဒေပုံမှ80ခွန်မြေဆောင်88အတိပြုထုတ်ဆင်ခဲ့ပါတယ်။လူတက်မှု302အတွက်ပြည်ထံပင်လင်းထောင်ဒဏ်10နှစ်၊မူရစီဝါရောင်းဝယ်မှုအတွက်အမြင့်ဆုံးထောင်ဒဏ်20ချမှတ်နေခြင်း၊ညဉ့်ဉန်းဗီဒီယိုရိုက်ကူးထုံးလွှင့်ရောင်းချမှုအတွက်ထောင်ဒဏ်30ချမှတ်မှုဟာအမြင့်ဆုံးပြည်ထံချမှတ်မှုလို့ဆိုနိုင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။